စီပင်ကြီးနဲ့အခွန်ကြီး390မပေးနိုင်လို့စိုင်ကိုချိတ်ပိတ်ခံလိုက်ရတဲ့ဖက်တီမအချင်ပါအားလုံးပဲမင်္ဂလာပါရှင် The Celebrity New Page ကနေကြိုဆိုလိုက်ပါဖတီးမရဲ့အချင်ပေါင်းဆိုင်လေးပိတ်သိမ်းခံလိုက်ရတဲ့ဆိုတဲ့အကြောင်းကိုတော့ပရိသတ်ကြီးတို့တော်တော်များများကြားပြီးလောက်မယ်လို့ထင်ပါတယ်။ဖတီးမကသူ့ဘာသာသူရိုးရိုးတသားစူးစမ်းပြီးအချင်ပေါင်းလေးကိုရောင်းချနေပြီးမြပိတ်သိမ်းခံလိုက်ရတဲ့အချက်တွေကတော်တော်လေးကိုထူးဆန်းလာပါတယ်။အချင်ပေါင်းဆိုတာကဒီတိုင်းလမ်းပြီးမှလူတိုင်းရောက်နေကြတာဖြစ်ပြီ ဘသူကမှတန်ရှင်နဲ့မတန်ရှင်မှုဆိုတာကိုစစ်ဆေးမနေကြပါဘူးအထူးသဖြင့်လမ်းဘေးမှာတမာမောင်နဲ့စီထူပြီးရောင်းနေကြတဲ့အချင်းမောင်တေဟာဆိုရင်လည်းအခုလိုမျိုးအချင်းသီးတွေကိုငပိတွေနဲ့မျိုးစုံတော့ပြီးရောရောင်းချနေကြတာပါဒါတွေကိုနေပူထဲမှာဝယ်စားတဲ့သူကလည်းဝယ်စားကြပြီးမျိုးရိုးစင်ဆက်စားသုံးလာကြတဲ့အချင်းပေါင်းတွေကမြန်မာနိုင်ငံမှာအထူးစံတော့မဟုတ်တော့ပါဘူးဒါပေမဲ့လည်းအခုချိန်ကြမှာဖတ်တီးမရဲ့အချင်းပေါင်းဆိုင်ကိုစစ်ဆေးပြီးထပြီးတော့ပိတ်လိုက်ရတဲ့အကြောင်းကတော့ မနာလိုသူတွေရှိနေတာကြောင့်ပဲဖြစ်ပါလုံးဝကိုမနာလိုကြပဲဖတီးမအောင်မီနီယာကိုမကြည့်နိုင်ကြရဲ့ဘေးပတ်ဝန်းကျင်ကလူတွေကတခါမှတီချစွာစစ်ဆေးခြင်းမပြုတဲ့မြန်မာနိုင်ငံ FDA ကိုတိုင်ကြားခဲ့တာပါမြန်မာနိုင်ငံရဲ့ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာ FDA ဆိုတာကလည်းပတ်စံပင်းရင်ဘသူ့ရဲ့စားတောက်ပုံကိုမစိုးစစ်ဆေးတာမျိုးမရှိပဲ ခွင့်ပြုပေးနေကြမှာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုကတော့သူတို့အပေါ်မှာရေလောင်းထားတာမျိုးမရှိတဲ့အတွက်ရေလိုချင်တာကြောင့်အကြံဖန်လောက်ကြရင်လည်းမပြီးနိုင်တာကြောင့်စိုင်ကိုချေးပြရမယ်ဆိုပြီးညက်ပတ်သွားကြတာဖြစ်ပါတယ်။ဒါတင်မကစီပီနဲ့အခွန်ကြီးဆိုပြီးမြန်မာငွေ7.80ကိုလည်းပေးရမယ်ဆိုပြီးတော့အတင်းတောင်းနေရကိုသိရပါတယ်။သူ့ဘာသာသူအကျွေးတွေပက်လင်ဝိုင်းနေရကြောင့် လမ်းပြီးမှာဇလုံးလေးတစ်လုံးနဲ့အချင်ပေါင်းရောင်းနေတဲ့သူကို380အခွန်တောင်းနေဆိုတာကတကယ်ကိုမှမဖြစ်သင့်တဲ့ကိစ္စကြီးပဲဖြစ်ပါတယ်။အခုမှလူတွေတန်းစီပြီးဝိုင်းအောင်ဝဲယူကြလို့ရောင်းအားမြင့်တက်လာပြီးဝင်းဝေးလေးဖြောင်းကအကျွေးတွေကိုဆက်နေရတော့မရှိပါသေးရဲ့။နောက်ပြီးဖတ်တီမကဘိုက်သေးပေါကိုဝင်လွှဲထားရပြီးမကြခင်မှာမေးဖွားရမယ့်အခြေအနေဖြစ်ပါတယ်။ဒီလိုမျိုးတာမန်လမ်းပြီးစည်းဆိုင်ကဘိုက်ကြီးတဲ့တရားကိုယ်တော်မှ မနာလိုတဲ့သူတွေတိုင်တဲ့သူတွေရှိပေမဲ့ပတ်စံမရလို့ဆိုပြီးစိုင်းကိုထိတ်ပိတ်တဲ့လူတွေကလည်းပိတ်ပစ်ကြတာပဲဖြစ်ပါတယ်။အခုဆိုရင်အချိန်မဆိုင်လေးဖွင့်နေထိုင်နေရကနေလည်းဖဲထုတ်ခံလိုက်ရပြီလို့သိရပါတယ်။ဒါတင်မကတခြားပင်နေရမှာမှရောင်းချခွင့်မရှိပဲအိမ်မှာတောင်ရှိသမျှတမ်းများသည့်တုပ်စားခွင့်မရှိဘူးလို့အမိန့်ချခဲ့ရဖြစ်ပါတယ်။ ဒီကြောင်တွေကိုဖတ်တီးမဆိုင်မဖွင့်တာကြောင့်အင်ကိုသွားပြီးဝယ်ယူတဲ့အခါကျမှပဲအကောင်လုံးလဲတီးသွားခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့အတော်လေးကိုစိတ်တက်ကြနေပြီးဘာလို့လို့လုံးရမှန်းမသိအောင်ဖြစ်နေရလို့ဆိုပါတယ်။သူမအနေနဲ့အတွေ့အကြုံအများကြီးလဲရှိနေသေးဖြစ်ပြီးရှေ့ဆက်ပြီးတော့ဘဝကိုဘလိုမျိုးကြိုးစားရုန်းကန်သွားရမလဲဆိုတာကိုဘလို့မှမစင်စားတတော်ပါဘူး။အရင်ကဆိုရင်ဘသူပါရန်ရောင်လုံးဝကိုစစ်ဆေးမှုမရှိတဲ့ဌာနတွေကလည်းအခုဆိုရင်အတင်းအကျပ်လာစစ်ဆေးနေပြီးလမ်းပေးသေးတယ်လေးကိုရက်တီလိုမရအောင်ပြုတ်လုံနေကြတာဖြစ်ပါတယ်။ ဖတိမာကတော့သိန်း90တာမပေးနိုင်ရင်စိုက်ဆက်ပြီးဖွင့်ဖို့လည်းမဖြစ်နိုင်သလိုပေးပြီးတော့ဆက်ဖွင့်မယ်ဆိုရင်လည်းနောက်ထပ်ထပ်ပြီးအတောင်းခံရမယ့်ကိစ္စတွေကလည်းရှိနေအောင်ပါပါ။သူမအနေနဲ့လူချစ်လူခင်ပေါများပြီးအရန်အောင်မြင်လာရဲ့အပေါ်မှာအခုလောက်ထိအောက်ကိုပြန်ပြီးတော့ဆွဲချခံလိုက်ရတဲ့အဖြစ်ကတော့အင်မတန်တနာစရာကောင်းလာပါပြီ။ကြီးစုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောဖတိမာအချင်းပေါင်းရဲ့လက်ရှိကြုံတွေ့နေရတဲ့အဖြစ်ပေါ်မှာဘယ်လိုမျိုးထင်ကြပါသလဲရှင်။